မင်္ဂလာပါရှင်မြမပြည်သူပြည်သားအပေါင်းကိုစိတ်နှပြကျမ်းပါစေဖို့ဆုတောင်းမြတ်တာပို့သလိုက်ပါရယ်အပတ်စဉ်တင်ဆက်ပေးနေတဲ့တပတ်တွင်သတင်းတိုင်းချက်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ရှင်ကျမကတော့အစဉ်စဉ်ပါ ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တွင်ကတော့မလေးရှားနိုင်ငံရဲ့ဥက္ကဋ္ဌအဖြစ်ဦးဆောင်မှုအောက်မှာအာဆီယံအနေနဲ့လူ့ခွင့်ရင်းနဲ့ဒေတာရင်းလုံခြုံရေးအပေါ်ထားရှိတဲ့ကတိကဝတ်တွေကိုဆက်လက်ဆောင်ထိမှု NUG ကတိုက်တွန်းခဲ့တဲ့တွင်ပဲဖြစ်ပါတယ်ရှင်။မလေးရှားနိုင်ငံရဲ့ဥက္ကဋ္ဌအဖြစ်ဦးဆောင်မှုအောက်မှာအာဆီယံအနေနဲ့လူ့ခွင့်ရင်းနဲ့ဒေတာရင်းလုံခြုံရေးအပေါ်ထားရှိတဲ့ကတိကဝတ်တွေကိုဆက်လက်ဆောင်ထိမှုအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနကလက်လက်၁၉ရက်မှာအကြံဖတ်စေအုပ်စုကမြန်မာပြည်သူလူထုအပေါ်အကြံဖတ်မှုများ ိုးမြင့်ကျူးလွန်လာမှုနဲ့ဆက်လင်းပြီးကြီးညာချက်ထုတ်ပြန်ခဲ့ပါတယ်။တရားမဝင်ဆန္ဒသိမ်းမှုကြောင့်ဖြစ်ပေါ်နေတဲ့ပြိပခနဲ့မြန်မာပြည်သူလူထုအပေါ်ဆက်လက်ကျူးလွန်နေတဲ့ဆေးအုပ်စုရဲ့အကြမ်းဖက်မှုများကိုကင်တွယ်ဖြေရှင်းနိုင်ရန်အတွက်ရဲရင်ပြီးထိရောက်တဲ့ဆောင်ရွက်ချက်များကိုချမှတ်ဆောင်ရွက်ခြင်းအပြင်မလေးရှားနိုင်ငံရဲ့ဥက္ကဋ္ဌအဖြစ်ဦးဆောင်မှုအောက်မှာအာဆီယံအနေနဲ့လူခွင့်ရင်းနဲ့ဒေတာရင်းလုံခြုံရေးအပေါ်ထားရှိတဲ့ကတိကဝတ်များကိုဆက်လက်ဆောင်ထင်းရန်တိုက်တွန်းထားပါတယ်။နိုင်ငံတကာရဲ့အာရုံစိုက်မှုများက ယူကရိန်းအရေးပေါ်မှာသာဆက်ရှိနေရာအာဆီယံအနေနဲ့မြန်မာနိုင်ငံရှိပုံမှုဆိုးရွားလာတဲ့အကြက်အတဲကိုဦးဆောင်ပြီးကင်တွယ်ဖြည့်ရှင်းနိုင်တဲ့အရေးပါတဲ့အခွင့်အလမ်းတရက်ရှိနေရဆိုတာနဲ့အာဆီယံပြည်ညင်စာရမ်းမှာပေးအပ်ထားတဲ့လုတ်ပိုင်ခွင့်များအရအာဆီယံရေရှည်တည်တံ့သောငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုပံ့ပိုးကူညီရန်အတွက်အထိပ်ပယ်ပြေဝါတဲ့ရေးယူဆောင်ရွက်မှုတွေကိုလှုပ်ဆောင်နိုင်စွမ်းရှိရလို့ဖော်ပြထားပါတယ်။ မြန်မာပြည်သူလူထုကနေစဉ်နဲ့အမျှကြီးမားလာတဲ့ဆင်းရဲဒုက္ခများစွာကိုရင်ဆိုင်ကြုံတွေ့နေရာတိကျပြတ်သားတဲ့အေးအေးယူဆောင်ရွက်မှုများကိုအရေးတကြီးလိုအပ်လျက်ရှိတယ်လို့ဖော်ပြထားပါတယ်။အချမ်းဖတ်ဆဲအိုဆူရဲ့အများပြည်သူဆိုင်ရာနေရာများအားမဆင်မချင်းတိုက်ခိုက်မှုနဲ့ကလေးငယ်များအားထိခိုက်ဒေကျေစေမှုများကနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုချိုးဖောက်နေုံသာမကကလေးငယ်များရဲ့အသက်ရှင်သန်ခွင့်ဖွံ့ဖြိုးတိုးတက်ခွင့် ါဝင်နိုင်ခွင့်နဲ့ကာကွယ်စောင့်ရှောက်မှု ရရှိပိုင်ခွင့်များကိုအမခံပေးထားတဲ့ကလေးငယ်များအခွင့်အရေးဆိုင်ရာဂျင်နီဖာသဘောတူညီချက်ကိုလည်းချိုးဖောက်ရောက်ရောက်တယ်လို့ထောက်ပြထားပါတယ်။အကြံဖတ်ဆိုးဆူရဲ့နေချောင်းတိုက်ခိုက်မှုတွေကြောင့်ရက်သားတည်ဆုံမှုဆက်လက်မြင့်တက်နေပြီးအရေးကြီးသောအခြေခံအဆအုံများလည်းပုံမပြည့်စည်ဆုံးရှုံးလာရာမြန်မာပြည်သူလူထုကိုကောက်ွယ်စောင့်ရှောက်ရန်နဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေခံမူများကိုထိမ့်သိမ်းရန်အတွက်ခိုင်မာအားကောင်းပြီးစီးလုံးညီညွတ်သည့်နိုင်ငံတကာတုံ့ပြန်ဆောင်ရွက်ချက်များကိုအရေးတကြီးလိုအပ်လျက်ရှိရလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အာဆီယံအဖွဲ့အနေနဲ့ယခုအချိန်မှာဘုံသဘောတူညီချက်၅ချက်ကိုကျော်လွန်ကမြန်မာပြည်သူလူထုရဲ့စာနာများနဲ့ကိုက်ညီသောမြန်မာပိုင်း မြမဦးဆောင်တဲ့လုပ်ငန်းစဉ်တရက်ကိုပံ့ပိုးကူညီပေးနိုင်ရန်တိကျပြတ်သားတဲ့ဆောင်ရွက်ချက်များချမှတ်ဆောင်ရွက်နိုင်မဲ့အခွင့်အရေးများရှိနေရလို့ဆိုပါရယ်။ဆလတ်တင်ဆက်ပေးမယ့်တဲ့ကတော့ဂျပန်ဆဲအိုစုကိုတန်ခတ်ပိတ်ဆို့အေးအေးယူမှု ပြုလုပ်နေတဲ့ကနေဒါနဲ့ဆွစ်ဇာလန်နိုင်ငံတို့ကိုအမျိုးသားညီညွတ်ရေးအစိုးရကကြိုးစို့အတိမတ်ပြုတယ်ဆိုတဲ့သတင်းပဲဖြစ်ပါရယ်ရှင်။မလအတွင်းမှာအဂျပန်ဆဲအိုစုကိုတန်ခတ်ပိတ်ဆို့အေးအေးယူမှုတွေပြုလုပ်ခဲ့တဲ့ ကနေဒါနဲ့ဆွစ်ဇာလန်နိုင်ငံတို့ကိုမြို့သားညီညွတ်ရေးအစိုးရကကြိုးဆိုအတိမတ်ပြုတယ်လို့တမန်တော်ဝန်ပြောရေးဆိုခွင့်ရှိသူဦးကျော်စောကမလာ၁၈ရက်ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာထည့်သွင်းပြောကြားခဲ့ပါတယ်။ကနေဒါနိုင်ငံကအကြံဖက်စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ဝင်ကြီး၊ဒုဝင်ကြီး၃၃ဦးနဲ့ကာကွယ်ရေးဝင်ကြီးဌာနစစ်တပ်နဲ့တမ33တို့ကိုမလာ၁၈ရက်ကတန်ခတ်ပိတ်ဆို့အရေးယူခဲ့တာပါ။ဆွစ်ဇာလန်နိုင်ငံကလည်းမလာ၁၇ရက်မှာအကြံဖက်စစ်ကောင်စီလက်အောက်ခံ မြမရေနံနဲ့တဘာဝတံခွေလုပ်ငန်း MOG ကိုပိတ်ဆို့အရေးယူကြောင်းကြေညာခဲ့ပါတယ်။ရေသားပြည်သူလူလူကိုအကြမ်းဖက်တပ်ဖြတ်နေမှုများရပ်တန့်နိုင်ရန်အတွက်နိုင်ငံတကာအနေနဲ့စစ်ကောင်စီထံလောင်စာဆီနဲ့ငွေကြေးပံ့ပိုးမှုအလုံးကိုရပ်ဆိုင်းကလက်နက်ပစ္စည်းနဲ့နှိပညာအကူအညီများလွှဲပြောင်းပေးခြင်းကိုလည်းရပ်ဆိုင်းဖို့အမျိုးသားညီညွတ်ရေးအစိုးရကထပ်မံတောင်းဆိုလိုပါတယ်လို့ဦးကျော်စောကပြောကြားခဲ့ပါတယ်။ ။ထို့အပြင် UK နိုင်ငံက2024-2025ဘဏ္ဍာရေးနှစ်အတွက်မြန်မာနိုင်ငံကိုလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရမှာမူလက Euro 54တန်သတ်မှတ်ထားရကနေ Euro 66.45တန်အထိတိုးမြင့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ရှိတယ်လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။ထာပြင်ဥရောပသမဂ EU အနေနဲ့မြန်မာနိုင်ငံအတွင်းအကြမ်းဖက်မှုနဲ့ရက်စက်မှုတွေကြောင့်ထိခိုက်နေရတဲ့ရိုဟင်ဂျာများအပါအဝင်ဒေသခံပြည်သူများအတွက်အကူအညီပေးရမှာ EU 86တန်းအထိ တွုံးမြင့်ပေးမယ်လို့ကြေညာခဲ့တဲ့အပေါ်မှာလည်းကျေးဇူးတင်ရှိရလို့ပြောပါရယ်။ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ရေမုံဝင်မလုံလောက်မှုကြောင့်မြန်မာနိုင်ငံကလူဦးရေတက်တန်းအတွက်စားနပ်ရိက္ခာအထောက်ပံ့တွေကိုလာမယ့်ဧပြီလကစတင်ပြီးရပ်ဆိုင်းရတော့မယ်လို့ကြေညာသွားခဲ့တာကြားသိရလို့အထူးစိတ်မကောင်းဖြစ်ရတယ်လို့လည်းဦးကျော်စောကပြောပါရယ်။ပြိပခါတွေပုံပုံများပြလာတဲ့ကမ္ဘာအရေးတွေကြားမှာနိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့မြန်မာပြည်သူတွေရဲ့အကြက်အတဲကိုမေ့လျော့မထားကြဘူးနဲ့မြန်မာနိုင်ငံအတွင်းနေရဲဆွန့်ခွာ တိန့်ရှောင်ထွက်ပြေးနေရသူ IDB နဲ့အိန္ဒိယနိုင်ငံများမှာခိုလုံနေရတဲ့မြန်မာဒုက္ခသည်များအပါအဝင်မြန်မာပြည်သူများအတွက်လူသားချင်းစာနာမှုအသက်ငယ်ကူညီများတွန်းမြင့်ကူညီပေးသွားကြဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရကအထူးတိုက်တွန်းတောင်းဆိုထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့တိုင်ချားမှုတွေကိုမြင်မြန်ဆန်းဆန်းဖြေရှင်းပေးကြဖို့ NUG ပြည်အောင်စုဝင်ကြီးချုပ်ကတိုက်တွန်းပြောကြားခဲ့တဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။ တိုင်ကြားမှုဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီးမြင်မြန်ဆန်းဆန်းဖြေရှင်းပေးကြဖို့အမျိုးသားညီညွတ်ရေးအစိုးရပြည်အောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကမလ22ရက်ဂျာကာလာဒေတန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှာတိုက်တွန်းပြောကြားခဲ့ပါတယ်။တိုင်ကြားမှုဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီးလည်းပြည်သူတွေဘက်ကပဲ ဖြစ်ဖြစ် မြို့နယ်တာဝန်ရှိသူတွေဘက်ကပဲဖြစ်ဖြစ်ကျွန်တော်တို့ဗဟိုအစိုးရစီကိုအာကိုတကြီးနဲ့တိုင်ကြားတင်ပြမှုတွေကိုခက်မြန်မြန်ဖြေရှင်းနိုင်ဖို့တပ်ဆိုင်ရာ ိုင်ကြားစာရန်နေရာကိုတိုက်တွန်းလိုတယ်လို့ပြည်အောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။အုပ်ချုပ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ကြရမှာပုံမှန်ကာလတွေလိုအမိန်ညွှန်ကြားချက်တွေနဲ့ပြက်ပြက်သားသားတွားလို့ရတဲ့အခြေအနေမျိုးမဟုတ်တာလဲအားလုံးသိရှိပြီးဖြစ်တယ်လို့လုတ်ချင်တယ်လို့လောက်ခွင့်ပြုထားရပေမဲ့လည်းအခြေအနေလည်းမဟုတ်တာကြောင့်စိတ်ရှည်ရှည်နဲ့အပြန်အလှန်ညှိနှိုင်းဆွေးနွေးဆွေးနွေးမှုတွေလှုပ်ဆောင်သွားကြဖို့လဲပြည်အောင်စုဝန်ကြီးချုပ်ကဆက်လက်ပြောကြားခဲ့ပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးခြင်းတဲ့တဲ့ကတော့အကြံဖက်စစ်ကောင်စီထံ ဆက်လက်နဲ့ရောင်းချမှုတွေကြောင့်အိန္ဒိယဆက်လက်နဲ့ကုမ္ပဏီကိုဆွီဒင်ပင်စင်ရမုံဝင်ယင်းနှိမ့်ညွန့်မှုစင်းကထုတ်ပယ်လိုက်တဲ့အပေါ် GFM ကကြိုဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။အကြမ်းဖက်ဆက်ကောင်စီထံဆက်လက်နဲ့ရောင်းချမှုတွေကြောင့်အိန္ဒိယဆက်လက်နဲ့ကုမ္ပဏီ Bharat Electronics Limited ကိုဆွီဒင်ပင်စင်ရမုံဝင်ယင်းနှိမ့်ညွန့်မှုစင်းကထုတ်ပယ်လိုက်တဲ့အပေါ်ကြိုဆိုရောင်း Justice Board မြန်မာ GFM ကထုတ်ပြန်ခဲ့ပါတယ်။ GFM ကဆွီဒင်နိုင်ငံ AP ပင်စင်ဖန်ရဲ့ကျင်းဝဆိုင်ရာကောင်စီကမြန်မာကျန်းဖက်စစ်တပ်ထံလက်နက်တွေရောင်းချမှုအတွက်အိန္ဒိယဆက်လက်နက်ကုမ္ပဏီ Bharat Electronics Limited PEL ကိုရင်းနှီးမြှုပ်နှံမှုအစည်းအဝေးကဖယ်ထုတ်ဖို့အကြံပြုတိုက်တွန်းထားတာပါမြန်မာစစ်တပ်ရဲ့နိုင်ငံတကာရာဆွဲမှုတွေကိုနှစ်ပေါင်းများစွာအပြည့်ကူညီလာခဲ့တဲ့ PL ကုမ္ပဏီကိုရင်းနှီးမြှုပ်နှံမှုအစည်းအဝေးကပယ်ထုတ်ခဲ့တဲ့ Sweden ပင်စင်ရမုံငွေရဲ့လှုပ်ဆောင်ချက်ကိုကျမတို့ကြိုဆိုပါတယ်လို့ Justice Board မြန်မာပြောရေးဆိုခွင့်ရှိသူ မတ်ရနာမောင်ကပြောပါတယ်ဒီဆုံးဖြတ်ချက်ကအကြမ်းဖက်မြန်မာစစ်တပ်နဲ့လုပ်တဲ့စီးပွားရေးလုပ်ငန်းတွေဟာနိုင်ငံတကာဥပဒေတွေကိုစန့်ကျင်ရုံသာမကဆိုးရတဲ့ယင်းနှိမ့်ညှုံနှံမှုတွေလည်းဖြစ်တယ်လို့ PE ရဲ့ကုမ္ပဏီကိုပြတ်သားတဲ့သတင်းစကားပလိုက်တာဖြစ်တယ်လို့ဆိုပါတယ် AP7 နဲ့အခြားသော PE ရဲ့ယင်းနှိမ့်ညှုံနှံသူအလုံးအနေနဲ့အခုလိုလိုက်ပါလှုပ်ဆောင်ပြီးချက်ချင်းယင်းနှိမ့်ညှုံနှံမှုရုတ်သိမ်းတင်ပါတယ်လို့မတ်ရနာမောင်ကစက်ပြောပါတယ် ဒီဆုံးဖြတ်ချက်ကအိန္ဒိယအစိုးရအနေနဲ့အကြမ်းဖက်မြန်မာစစ်တပ်ကိုဆစ်လက်နက်နဲ့စစ်ဘက်ဆိုင်ရာပစ္စည်းတွေလွှဲပြောင်းရောင်းချမှုအလုံးအဆုံးသက်ရပ်တန့်ပြီးနိုင်ငံတကာဥပဒေအရသူတို့ရဲ့တာဝန်ဝတ္တရားတွေကိုလေးစားလိုက်နာဖို့လှုံ့နှိုးလိုက်တိုင်နာမျိုးဖြစ်တည်မာတယ်လို့ထောက်ပြထားပါတယ်။မြန်မာပြည်သူတွေကအကြမ်းဖက်စစ်တပ်ကိုလင်းနှစ်ကျော်ကြာတတိပြောင်းစွာခုခံတော်လှန်ခဲ့ကြပြီးဖြစ်ပါတယ်။စစ်တပ်စီကိုအရေးမြင့်တွေဆက်လက်ပေးအပ်နေတဲ့နိုင်ငံတကာစီးပွားရေးကွန်ရက်က စစ်တပ်ရဲ့အကြမ်းဖက်ဆစ်စင်ရေးကိုအဖိကူညီနေတာဖြစ်ပါတယ်။ယင်းနေ့မြို့နယ်သူဖွဲ့အစည်းတွေအနေနဲ့ဆေးဟုတ်စုနဲ့လှုပ်ဆောင်နေတဲ့စီးပွားရေးလုပ်ငန်းတွေကိုအဆုံးသတ်ရေးဒါမှမဟုတ်ယင်းနေ့မြို့နယ်မှုတွေရုပ်သိမ်းရေးအတွက်ကုမ္ပဏီတွေကိုပို့ပြီးတော့ဖိအားပေးနိုင်အောင်လှုပ်ဆောင်ဖို့လိုအပ်ပါတယ်လို့မတ်ရနာမောင်ကပြောပါတယ်။2024ခုနှစ်နှစ်စဉ်အစည်းအဝေးခန်းစာအတွင်းအသေးစိတ်ဖော်ပြထားတဲ့အဆုံးဖြတ်ချက်မှာ PL ကုမ္ပဏီမှာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာမြန်မာစစ်အုပ်စုရဲ့တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုမတိုင်မီရဲ့နောက်ပိုင်းကာလနှစ်ခုလုံးမှာစစ်ရေးယူနေအတွက်ရေဒါစနစ်တွေလေကြောင်းရံကာကွယ်ရေးစစ်လက်နက်အထိုင်စခန်းတစ်ခုရေဒီယိုစနစ်နဲ့စက်ပစ္စည်းကိရိယာတွေကို အကြမ်းဖက်စစ်တပ်ထံရောင်းချပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ဆလာတင်ဆက်ပေးခြင်းတဲ့တင်ကတော့အကြမ်းဖက်စစ်ကောင်စီကအကြမ်းဖက်မှုတွေတွန်းမြင့်လှုပ်ဆောင်နေရလို့ ခုလလိုအခွင့်ရေးအထူးကိုယ်စားလှယ်ကပြောကြားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်ကောင်စီကအကြမ်းဖက်မှုတွေပုံမပြုတ်လုလာပြီးလိုအခွင့်ရေးအခြေအနေဟာအရေးကြီးဆုံးအခြေအနေဖြစ်ပြီလို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့ခွင့်ရေးအထူးကိုယ်စားလှယ်မစ္စတာတွန်အင်ဒရူးကပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီထံအစီရင်ခံစာတစ်စောင်ကိုဒီသတင်းပတ်ထဲမှာတင်သွင်းခဲ့ပြီးမြန်မာပြည်သူတွေကြုံရနိုင်တဲ့အထူးအချက်နှစ်ချက်ကိုဖော်ပြထားပြီးတော့ မြန်မာစစ်တပ်ရဲ့အကြမ်းဖက်ဖိနှိပ်မှုတွေပုံမဆိုးရလာတာနဲ့နိုင်ငံတကာအကူအညီတွေရုတ်တရက်ဖျက်တောက်ခံရတာတွေဖြစ်ကြပါတယ်။စစ်ကောင်စီဟာအကြမ်းဖက်မှုတွေတွန်းမြစ်လှုံ့ဆော်နေပြီးအများပြည်သူဆိုင်ရာနေရာတွေစာတင်ကျောင်းတွေနဲ့ဘာသာရေးအဆောက်အုံတွေကိုလေကြောင်းပိုးကျဲတိုက်ခိုက်မှုတွေဆက်တိုက်လှုံ့ဆော်နေရဖြစ်ပါတယ်။ဒါအပြင်အမျိုးသမီးတွေကိုမရင်ကျင်တာအစုလိုက်အပြုံလိုက်တပ်ဖြတ်တာတွေကိုဆက်တိုက်ပြုလုပ်နေရကြောင့်နိုင်ငံတကာအနေနဲ့မြန်မာနိုင်ငံလူအခွင့်အရေးတိုက်ခါနဲ့ လူခွင့်ရေးကို အခိုင်အမာကောက်ွယ်ပေးကြဖို့မစ္စတာတိုဝင်ဒူးကတိုက်တွန်းထားပါတယ်။ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့ဇဂိုင်းနဲ့ဝက်လက်မြို့နယ်အဆက်ကစစ်ကင်တောင်ရွာကို အကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ဇဂိုင်းတိုင်းနဲ့ဝက်လက်မြို့နယ်အဆက်ကစစ်ကင်တောင်ရွာမှာရှိတဲ့ ရှင်ပင်စိတ်ပေါက်ဖရားနေကိုအကြဖတ်စစ်တပ်ကမလ20ရက်မနက်9:45မိနစ်ခန့်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါဗျ။အဲ့ဒီဘုံကျဲတိုက်ခိုက်မှုအတွင်းပြည်သူတွေထိခိုက်မှုမရှိပေမဲ့လည်းဖရားအဆောက်အဦတွေပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ဘုံကျဲချတဲ့လေယာဉ်တွေကမန္တလေးမြို့တဒတ်ဦးကတက်လာတဲ့လေယာဉ်တွေဖြစ်ပြီးတော့ဘုံနှစ်ကြိမ်ကျဲချတိုက်ခိုက်ခဲ့တာပါ။ပြီးခဲ့တဲ့မလ16ရက်ကလည်းည10:30ခန့်မှာစင်ကိုင်မြောက်ရွာကိုအကြမ်းဖက်စစ်တပ်က လေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရာ6လသားအရွယ်ကလေးငယ်တအူးအပါအဝင်ဒေသခံပြည်သူ၄ဦးတင်ဆုံးပြီးခဏဦးတန်ရရှိခဲ့ပါတယ်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့အာစာကောင်းဆောင်ကိုဖန်စီရမိတာက အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကို ICC ပို့ဖို့အတွက်ပို့မှုတေချာစေခဲ့တယ်ဆိုတဲ့တွင်ပဲဖြစ်ပါတယ်ရှင်။အကြံဖက်အာစာကောင်းဆောင်ကိုဘင်္ဂလားဒေ့ရှ်အစိုးရကဖမ်းဆီးရမိလိုက်တာက အချမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကိုနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ပို့ဖို့အတွက်ပုံမိုတေချာစေခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရဩစတြေးလျနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေကပြောကြားလိုက်ပါတယ်။မင်္ဂလာရေးအစိုးရကအာဆာကောင်ဆောင်ကိုဖမ်းလိုက်တာဟာမဟာလာနဲ့တတိုက်ကို ICC ပို့ဖို့ပုံမိုတေချာစေခဲ့တာဖြစ်တယ်လို့အေအေနဲ့မင်္ဂလာရေးအစိုးရတို့အကြားကဆက်ဆံရေးအတိုင်းအတာကိုလည်းဖော်ပြနေပါတယ်လို့ဒေါက်တာထွန်းအောင်ရွှေကလူမှုကွန်ရက်မှာရေးသားခဲ့တာပါ။ ရခိုင်ပြည်မှာအကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော်လှန်ရေးတပ်တွေကိုစစ်တိုက်နေတဲ့အကြမ်းဖက်အာဆာခေါင်းဆောင်ကိုဖင်္ဂါရိတ်အစိုးရကမလ18ရက်မှာဖမ်းဆီးလိုက်တာပါ။ဆေအိုစုကသူ့အကျိုးအတွက်ရိုဟင်ဂျာတွေကိုလူတလို့အုံချနေရရက်သွားစေမဲ့အလွန်ရေးပါတဲ့ကြိုးပမ်းအထောက်အမှုတစ်ခုဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်ရာကာလအစိုးရခေါင်းဆောင်ပါမောက်ခ unit စူးစမ်းနေတဲ့ရိုဟင်ဂျာအရေးပြည်လဲစေဖို့ကြိုးပမ်းမှုနေမှုမှာအရေးပါတဲ့ခြေလှမ်းတည်းရလို့မြင်ပါတယ်လို့ဒေါက်တာထွန်းအောင်ရွှေကပြောပါတယ်။ အာစာအဖွဲ့ဝင်တွေကမွတ်စလင်ဒုက္ခသည်များအားတပ်ဖြတ်တာပြန်ပေးဆွဲတာမြန်မာနေဆက်တာနဲ့ချိန်ချောက်တာအစာရှိရဲ့ဆေးရဆွေးမှုမြောက်တဲ့လောရက်တွေကိုပြုလုပ်ခဲ့ကြတယ်လို့45 right အဖွဲ့ကလည်းအစီရင်ခံစာထုတ်ပြန်ထားပါတယ်။အာစာခေါင်းဆောင်ကတတိချာချာစစ်နိုင်မယ်ဆိုရင်ရခိုင်ပြည်နယ်အတွင်းစစ်တပ်ကျူးလွန်ခဲ့တဲ့ရက်ဆက်ရုံမှမှုတွေအကုန်လုံးဘူးပေါ်တယ်လို့ပေါ်နိုင်တယ်လို့နိုင်ငံရေးလှိလာသုံးသက်သူတအူးကမှတ်ချက်ပြုထားပါတယ်။45 right အဖွဲ့က ဖမ်းဆီးရမိထားတဲ့အာဆာခေါင်းဆောင်တွေကိုနိုင်ငံတကာတရားစီရင်ရေးယန္တရားတွေနဲ့လှုပ်ဆောင်မှုအတွက်လဲဘင်္ဂလားဒေ့အစိုးရကိုတိုက်တွန်းထားပါတယ်။ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်ဆဲအစိုးကတနစ်ကျော်အတွင်းမှာပြည်သူ40ကျော်ကိုအရှင်လက်လက်မီးရှို့တပ်ဖြတ်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ကျမ်းပတ်ဆေအစုကတနစ်ကျော်အတွင်းမှာပြည်သူ40ကျော်ကိုအရှင်လက်လက်မီးရှို့တပ်ဖြတ်ခဲ့တယ်လို့နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP စီးရင်တွေအရသိရပါဗျ။အကျမ်းပတ်ဆေအစုက2024ခုနှစ် ဇန်နဝါရီလ1ရက်နေ့ကနေ2025ခုနှစ်မလာ16ရက်နေ့အထိနိုင်ငံတော်မှာပြည်သူ42ဦးကိုအရှင်လက်လက်မီးရှို့တပ်ဖြတ်ခဲ့တာဖြစ်ပြီးဖမ်းဆီးတပ်ဖြတ်ပြီးနောက်ရုပ်လောင်းမီးရှို့ခံရသူအရေအတွက်က30ဦးအထိရှိတယ်လို့ AAPP ရဲ့အစင်းတွေမှာဖော်ပြထားပါတယ်။အဆိုပါမီးရှို့တပ်ဖြတ်ခံခဲ့ရသူဟာအဲဒီတပ်ဖြတ်ပြီးမှမီးရှို့ဖျက်ဆီးခံရသူတွေအကုန်လုံးကိုအမည်နဲ့တကွအမှတ်တမ်းတင်ထားနိုင်တယ်လို့ AAPP ကအတည်ပြုထားပါတယ်။အဆိုပါတည်ဆုံးသူတွေထဲမှာ ၊စကိုင်းတိုင်းက24ဦးနဲ့အများဆုံးဖြစ်ပြီးတော့မကွေးတိုင်းက20ဦးနဲ့ဒုတိယအများဆုံးဒေသဖြစ်ခဲ့ရတယ်လို့သိရပါဗျ။2021ခုနှစ်ဖေဖော်ဝါရီ1ရက်မတရားစစ်အာဏာလုမှုမှုဖြစ်စဉ်စတင်ချိန်မှ2025ခုနှစ်မလ18ရက်အထိအကြမ်းဖက်စစ်အုပ်စုနဲ့လက်ပါစေများကြောင့်မျိုးဥတော်လိုင်းကာလအတွင်းမှာတည်ဆုံးခဲ့ရတဲ့ဒီမိုကရေစီရေလှုပ်ရှားသူတွေနဲ့ပြည်သူစုစုပေါင်းမှာ6410ဦးရှိပြီလို့လည်း AAPP စင်းနေမှာဖော်ပြထားပါတယ်။ထို့အပြင် ဖမ်းဆီးခံခဲ့ရသူစုစုပေါင်း2889ဦးရှိပြီးအဲ့ဒီထဲမှာ2094ဦးမှာထိမ့်သိမ်းခံရဆဲဖြစ်ခါထိမ့်သိမ်းခံရသူများအနက်မှ1658ဦးမှာထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ဆိုပါရယ်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့ဂုံလူဆောင်ပါရဂူဘွဲ့ရရှိခဲ့တဲ့ဒေါက်တာစင်တီယာမောင် ကိုပညာရေးဝန်ကြီးဌာနကဝမ်းမြောက်ဂုဏ်ယူကြောင်းတုံ့ဝန်လာပို့ခဲ့တဲ့တွင်ပဲဖြစ်ပါရယ်ရှင်။ မဲတော်ဆေးကန်းတီထောင်သူဒေါက်တာစင်တီယာမောင်ဂုံလူဆောင်ပါရဂူဘွဲ့ရရှိခဲ့တဲ့အပေါ်မြို့သားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကဝမ်းမြောက်ဂုံယူကြောင်းတဝန်လာကိုမလာ၁၈ရက်မှာပြပိုခဲ့ပါတယ်ဒေါက်တာစင်တီယာမောင်ဟာ၂၀25ခုနှစ်မလာ၁၇ရက်ကကျင်းပခဲ့တဲ့နေရီစုဝမ်တက္ကသိုလ်ရဲ့၂၀23ပညာသင်နဲ့အတွက်ဖွင့်နှင်းတပင်မှာဂုံလူဆောင်ပါရဂူဘွဲ့အာဆီယံလေ့လာမှုကိုချီးမြှင့်ခံခဲ့ရတာပါဒေါက်တာစင်တီယာမောင်ကမေရော်ဆေးကန်းကို1989ခုနှစ်မှာ မြန်မာထိုင်းနယ်စပ်မဲဆောက်မြို့မှာတည်ထောင်ခဲ့ပြီးအကြဖတ်ဆဲအုပ်စုရဲ့ဖိနှိပ်မှုများကြောင့်ထပ်ပြေးတဲရှောင်လာတဲ့မြန်မာဒုက္ခသည်များအတွက်ကျန်းမာရေးလူမှုရေးပညာရေးဆိုင်ရာကိစ္စရပ်တွေမှာပံ့ပိုးပေးနေသူတအုပ်ဖြစ်ပါတယ်။ဒေါက်တာစင်တီယာမောင်အခုလိုဂုံတူးဆောင်ပါရဂူဘွဲ့ချင်းမြင့်ခံခဲ့ရတဲ့အတွက်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနအနေနဲ့အထူးဂုဏ်ယူဝမ်းမြောက်တယ်လို့တုံ့ဝန်တော်မှာဖော်ပြထားပါတယ်ရှင်။ ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့အကြံဖက်ဆဲအုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်2023ခုနှစ်ကနေ2025ခုနှစ်အတွင်းကလေးငယ်ပေါင်း382ဦးသေဆုံးခဲ့တဲ့တင်ပေဖြစ်ပါတယ်ရှင်။အကြံဖက်ဆဲအုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်2023ခုနှစ်ကနေ2025ခုနှစ်မလ16ရက်အတွင်းကလေးငယ်ပေါင်း382ဦးတည်ဆုံခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကမလ18ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ ူခွေရေးဆိုင်ရာဝန်ကြီးဌာနရဲ့အမှတ်တမ်းတင်ထားတဲ့အချက်လက်တွေအရ2023ခုနှစ်ကနေ2025ခုနှစ်မလ16ရက်အတွင်းအကြံဖတ်ဆဲအုပ်စုကအရသာဖြစ်သူဆိုင်ရာနေရာများကိုလေကြောင်းတိုက်ခိုက်မှု2190မှုပြုလုပ်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုများကြောင့်ကလေးငယ်ပေါင်း382ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။အကြံဖတ်ဆဲအုပ်စုရဲ့အများပြည်သူဆိုင်ရာနေရာများကိုတိုက်ခိုက်မှုနဲ့ကလေးငယ်များအပေါ်ထိခိုက်သေးခြင်းမှုများက နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေကတားမြစ်ထားတဲ့အချက်များကိုပြောင်ပြောင်တင်းတင်းကျွလွန်ခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။အထူးသဖြင့်လက်နက်ကိုင်ပရိပရိပခများအတွင်ကလေးငယ်များအားကာကွယ်ပေးရမယ့်အချက်များကိုကျူးလွန်ဖောက်ဖျက်ပြီးကလေးငယ်များပေါ်ကြီးမားတဲ့ကျူးလွန်မှု၆မျိုးမှာအပါအဝင်ဖြစ်တဲ့ကလေးငယ်များကိုထိခိုက်သေးခြင်းစေခြင်းတပ်ဖြတ်ခြင်းဆိုတဲ့အချက်ကိုထင်ထင်ရှားရှားကျူးလွန်ရရောက်တယ်ဆိုတာနဲ့ကလေးငယ်များခွင့်ရေးဆိုင်ရာစာချုပ်ပါကလေးငယ်များရဲ့အသက်ရှင်ခွင့် ခွင့်ပြုတိုးတက်ခွင့်ပါဝင်ခွင့်နဲ့ကာကွယ်မှုရရှိပံခွင့်များကိုချိုးဖောက်ရရတယ်ရောက်တယ်လို့ဖော်ပြထားပါတယ်။အကြံဖတ်ဆဲအုပ်စုကရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့စင်ရတနာပရိယတိစတင်တိုက်ကိုမလာ16ရက်ညနေ9:30မိနစ်မှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာတန်ငါတော်2ပါးအသက်18နှစ်ရောက်ကိုရင်5ပါးရတားဖြစ်သူအမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးစုစုပေါင်း10ဦးအသက်ဆုံးရှုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့ပါတယ်။ ဲ့ဒီတိုက်ခိုက်မှုမတိုင်ခင်နှစ်ရက်အလိုမလ14ရက်ညနေပိုင်းမှာလဲအကြံဖတ်ဆေးအုပ်စုအနေနဲ့မန္တလေးတိုင်းစင်ကုမြို့နယ်လက်ပံလာကျေးရွာနဲ့ဈေးကိုလေချောင်းမှတိုက်ခိုက်ခဲ့တာကြောင့်လေးလာသားကလေးတငယ်တဦးအပါအဝင်ကလေးတငယ်စုစုပေါင်း6ဦးနဲ့အရသာဖြစ်သူ21ဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။အကြံဖတ်ဆေးအုပ်စုကအများပြည်သူသွာလာနေတဲ့ဈေးနဲ့တာတနေ့ကအဆောက်အအုံများကို ရွယ်ကျက်ရှိရှိလေချောင်းမှတိုက်ခိုက်ခဲ့တဲ့အဲ့ဒီလုပ်ရက်တွေကိုလူခွင့်ရေးဆိုင်ရာဝင်ကြီးဌာနအနေနဲ့အပြင်းထန်ရှုတ်ချတယ်လို့ဖော်ပြထားပါတယ်။ဒါကတော့တပတ်တွင်းဖြစ်ပေါ်ခဲ့တဲ့သတင်းချင်းချုပ်ကိုတင်ဆက်ပေးခဲ့ရပါပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။